BSM News ပြည်သက်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီးနိုင်ငံတကာသတင်းများကို တင်ပြဆင်ခံပါမယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံသားနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား300ခန့်ပါလာတဲ့လေမလေးရှားအနီးနှင်းမြုပ်တဦးသေဆုံးပြီးဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုပထမဦးစွာတင်ဆက်ပေးခြင်းပါတယ်မြန်မာနိုင်ငံကရွှေပြောင်းလုံတမား300ခန့်တင်ဆောင်လာတဲ့လေတစ်စင်းဟာပြီးခဲ့တဲ့ရက်သတ္တပတ်ကထိုင်းမလေးရှားနယ်စပ်နီးအိန္ဒိယသမုဒ္ဒရာမှာနှင်းမြုပ်ခဲ့တယ်လို့သိရပါတယ် ဘယ်လေထဲမှာမျောနေတဲ့လောင်းတလောင်းကိုတွေ့ရှိခဲ့ရပြီးဆယ်ဦးကသာကယ်ဆယ်နိုင်ခဲ့ပေမဲ့လည်းဒါဇင်နဲ့ချီပြီးပျောက်ဆုံးနေကြောင်းတောင်းရှိသူတွေကတင်းငွေတွေနေမှာပြောကြားခဲ့ပါတယ်။တနက်ဦးစုံစမ်းစစ်ဆေးမှုအရအဲ့ဒီလေဟာမြန်မာနိုင်ငံရခိုင်ပြည်နယ်ဘူးတိတောင်မြို့ကထွက်ခွာလာပြီးသုံးရက်ကြာမှနစ်မြုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကယ်တင်နိုင်ခဲ့တဲ့ဆယ်ဦးထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားတအူပါဝင်ပြီးကျန်လူတွေကတော့မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှာ တရားမဝင်ဝင်ရောက်ဖို့ကြိုးပမ်းနေတဲ့ရိုဟင်ဂျာဒုက္ခသည်များလို့ယူဆရသူ300နီးပါးတင်ဆောင်လာတဲ့လေနှစင်းကိုမလေးရှားအနာပိုင်တွေကပြန်လည်မောင်းထုတ်ခဲ့ပူပါတယ်။လက်ရှိမှာမလေးရှားနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမှာမြေကြီးယုံ UNHCR မှာမှတ်ပုံတင်ထားတဲ့ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်း13,860ခန့်ရှိပြီးဒါဟာမလေးရှားနိုင်ငံမှာရှိတဲ့စုစုပေါင်းဒုက္ခသည်ဦးရေရဲ့59ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဂျပန်မှာပြင်းအား6.8ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ဂျပန်နိုင်ငံမြောက်ပိုင်းအီဝါဒေးစီရင်စုရဲ့ကမ်းလှုပ်ပင်လယ်ပြင်အောက်10ကီလိုမီတာအနက်မှာဂျမန်နေ့တနင်္ဂနွေနေ့ဂျပန်စံတော်ချိန်ညနေ9:00နာရီကန်ကပြင်းအား6.8ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။ပြင်းအားမြင့်ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ငယ်များဇက်တိုက်လှုပ်ခဲ့ပြီးမြောက်ပိုင်းကင်ဝရတဲ့လျှောက်မှာ1မီတာအထိမြင့်မားတဲ့ ဆူနာမီဖြစ်ပေါ်နိုင်ကြောင်းဂျပန်မိုးလေဝသအေဂျင်စီကသတိပေးချက်ထုတ်ပြန်ထားပါတယ်။အစိုးရပိုင်းရုတ်တံတွင်ဌာန NHK ကလည်းဆူနာမီအန္တရာယ်ရှိနိုင်တဲ့အတွက်ကဲရန်ဒေတာများမှဝေးဝေးနေဖို့နဲ့အဲ့ဒီဒေတာမှာငလျင်ထက်မှန်လှုပ်နိုင်ကြောင်းသတိပေးခဲ့ပါတယ်။ငလျင်လှုပ်ခတ်မှုကြောင်းဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းကျိုးတိုသတင်းဌာနကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဒေသမှာရှိတဲ့နျူကလ িয়ার စွမ်းရည်သုံးဓာတ်ပိဆက်ယုံနှစ်ယုံနဲ့အခြားတိခိုက်ပျက်စီးမှုများရှိမှရှိကိုတော့သိရှိရခြင်းမရှိသေးပါဘူး။ ဂျပန်နိုင်ငံဟာကမ္ဘာပေါ်မှာငလျင်အလှုပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး2011ခုနှစ်မတ်လကလည်းအဲ့ဒီဒေသမှာငလျင်နဲ့ဆူနာမီတန်လို့ကိုခံစားခဲ့ရပါတယ်ခင်ဗျာ။